ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် direct speech နဲ့ indirect speech အကြောင်းကိုပြောမှာဖြစ်ပါတယ်ဒါကတော့ essential grammar ရဲ့ use မှာဆိုလို့ရှိရင်သူက unit 50ပေါ့နော်အဲ့တော့ promo zone နေနဲ့ကျွန်တော်တို့ direct speech အတိတ်ပဲ indirect speech အတိတ်ပဲလေးကိုပြောကြည့်အောင် direct ဆိုတာကတိုက်ရိုက် speech ပြောစကားတိုက်ရိုက်ပြောစကား indirect speech ဆိုတာကကြတော့တဆင့်ပြန်ပြောစကား เนาะအဲ့တော့မြန်မာလိုပြောလိုက်တာနဲ့တော့ကျွန်တော်တို့တော်တော်ရှင်းနေပြီเนาะအဲ့တော့နမူနာကြည့်အောင် direct speech ရပါလေလူတယောက်ကတိုက်ရိုက်ပြောလိုက်တဲ့စကားအဲ့ဒီပြောပြီးသားစကားကိုဘယ်သူမှတဆင့်ပြန်ပြောတာမဟုတ်ဘူးလူတယောက်ကတိုက်ရိုက်ပြောတဲ့စကားကိုပြောချင်တာဆိုတော့ဒီမှာနီလာဆိုတဲ့เนาะကလေးမလေးတယောက်သူပြောတယ် I am enjoying my new job သူပါပြောလေသူ့အလုပ်မှာသူပြောနေပြီသူ့အလုပ်တက်မှာသူပြောနေပြီ အဲ့တော့ဒါသူဓာတ်ရိုက်ပြောတာမလို့တုံးထားတဲ့နန်စားတွေရတယ်ဒီမှာကြည့်ပါလေ I am my new job ဒါဓာတ်ရိုက်ပြောစကား direct speech လို့ခေါ်တယ်ဒါပေမဲ့ကျွန်တော်တို့နေ့စဉ်ဘဝတွေမှာ ကျွန်တော်တို့စကားပြောလို့ရှင်ဘသူကတော့ဘယ်လိုပြောတယ်ဘသူတွေကတော့ဘယ်လိုပြောတယ်ဒါမှမဟုတ်လေဘသူကတော့ကျွန်တော်ကိုဘယ်လိုပြောတယ်ဒါမှမဟုတ်ဘသူကတော့ဘသူကိုဘယ်လိုပြောလိုက်တယ်စသဖြင့်ကျွန်တော်တို့ပြန်ပြီးတော့၃၄၃ထားရှိတယ် ဲ့ဒါကိုကျွန်တော်တို့ indirect speech လို့ခေါ်တယ်အဲ့တော့အခြေခံအားဖြင့် indirect speech တွေကိုကျွန်တော်တို့ပြောတဲ့အခါမှာ say say do tell do သုံးရတယ်နော် say tell သုံးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပြန်ပြောတာဖြစ်တဲ့အတွက် past tense နဲ့သုံးရတယ်အတိတ်ကာလပြတဲ့စကားလုံးတွေပေါ့နော် past tense နဲ့သုံးရတယ် verb do ပေါ့ဗျာအဲ့တော့ say ရဲ့ verb do ကဘာလဲ set tell ရဲ့ verb do ကဘာလဲ told ဒီနှစ်ခုကိုဘယ်လိုသုံးရမလဲတအားစိတ်ရှုပ်စရာမလိုဘူးဘာဖြစ်လို့ဆိုတော့တအားရွရှင်းနေတော့နော်သူ့ရဲ့ပတ်တန်လေးရှိတယ်အခြေအနေတစ်ခုထဲမှာပဲစေးနဲ့ပြောမလား tell နဲ့ပြောမလားကြိုက်တာနဲ့ပြောဒါပေမဲ့ပတ်တန်မှန်ဖို့တော့လိုတယ်အဲ့တော့ဒီမှာပတ်တန်လေးတစ်ချက်ကြည့်အောင်စေးတော့မို့ set သူ့ ਨੇ ရေးမယ်ဆိုရင် share subject စေးတော့မို့ set နောက်က that တန်းလိုက်မယ်ပြီးတော့မှသူများပြောတဲ့ စကားပေါ့နော်အဲ့လိုမျိုးလေးထည့်တာအဲ့တော့ tell tone နဲ့ပြောမယ်ဆိုတော့အဲ့ဒါဆိုရင်တော့ subject tell tone နောက်ကပါလိုက်လေ object like ကိုလိုက်ရတယ် object မလိုက်ရင်မရဘူးမလိုက်လို့မရအောင်နော်အဲ့တော့ပါဟုတ်ပါအောင်ထည့်ရမယ်နော်ပြီးရင် that ပြီးတော့မှပြောချင်တဲ့စကားလေးတဆင့်ပြောစကားလေးအမှထည့်ရအောင်အဲ့တော့အခြေအနေတစ်ခုထဲမှာပဲ say set နဲ့ရေးရေး tell tone နဲ့ပဲရေးရေး ဘာနဲ့ရေးရေးရတယ်ဘာနဲ့ပြောပြောရတယ်ဒါပေမဲ့သူ့ရဲ့အတုံးလေးမှန်ဖို့လိုတယ်အဲ့တစ်ချက်ပဲเนาะကျွန်တော်တို့ကိုရန်း၁၀တန်းမှာတော့ grammar ဆိုပြီးတော့ကျွန်တော်တို့ stylistic transformation တွေလုပ်တဲ့အခါမှာဒါလေးတွေတချို့ကျောင်းသားတွေအတွက်အခက်အခဲလေးရှိခဲ့ပူမှာပေါ့เนาะဒါဘာဆိုတော့ကျွန်တော်၁၀တန်းကိုရန်းကိုသင်ခဲ့ပူတော့အခြေခံမပါလာကြတော့တချို့ကျောင်းသားတွေကသူတို့မှာဒါလေးတွေခက်ခဲတွေ့တာရှိတယ်เนาะအဲ့တော့ ကျွန်တော်တို့နမူနာလေးကြည့်အောင်ဒီအကြောင်းအရာတစ်ခုတည်းကိုပဲ set နဲ့လည်းပြောကြည့်မယ်ထိုးနဲ့လည်းပြောကြည့်မယ်နှစ်ခလုံးနဲ့ပြောကြည့်မယ်နော်အဲ့တော့ပြန်ပြောမယ်ဆိုရင်နီလာဆိုတဲ့ကလေးမလေးကဘာပြောလဲဒီမှာ तू ပြောတာ तू ဆိုတော့ i ကျမ enjoying my new job i am enjoying my new job ကျမရဲ့အလုပ်ကိုကျမအလုပ်အသစ်ကိုကျမအရင်သဘောကျတယ်အရင်အဆင်ပြေနေတယ် तू ပြောတယ် ဲတော့အဲ့တော့တစ်ဆင့်ပြန်ပြောမယ် set နဲ့ပြောကြည့်မယ် Nila said that တခါတည်းတိုက်ရိုက်ပြောမှာနော် she was enjoying her new job တစ်ဆင့်ပြန်ပြောတာဖြစ်တဲ့အတွက် i am လို့ပြန်သုံးလို့မရတော့ဘူးလေနော်သူကတော့အဲ့လိုပြောတယ်ယောက်ျားလေးဆိုရင် he အများဆိုရင် they အဲ့ဒါမျိုး her new job my new job ဖြစ်နေလို့ her new job လို့ပြန်ပြောနေနော် ါဒါကတော့ကျွန်တော်တို့ဒီ essential grammar ရ use စာအုပ်ကိုเนาะအဲကျွန်တော်ကနေပြီးတော့ UTV တင်နေတာဖြစ်တဲ့အတွက်အဲကျွန်တော်ဟိုးအစမှာတင်ပေးခဲ့တဲ့ lesson 1အကနေစပြီးတော့ဒီလက်ရှိချိန်ထိပေါ့เนาะ essential grammar ရ use ခဲ့အဲ unit 49အထိလေ့လာပြီးသားလူတွေဆိုလို့ရှင်တော့ဒါလေးတွေကအရင်ခံမှာမဟုတ်ဘူးပေါ့เนาะအဲ့တော့ပြန်ပြန်ပြီးတော့ပြန်ပြန်နှွေးပါသက်ဆိုင်ရာခန်းတွေကိုပြန်ပြန်ကြည့်ပါပေါ့เนาะအဲ့တော့ကျွန်တော်တို့ထိုးနဲ့ပြောကြည့်မယ်နီလာ told me that ဟော object နော်ဒါက object တစ်ခုထည့်ရတာပေါ့နော်နီလာကကျွန်တော်ကိုပြန်ပြောလို့ကျွန်တော်ကိုပြောတဲ့အကြောင်းကိုကျွန်တော်ပြောလို့နော်နီလာထုံးမီနီလာကကျွန်တော်ကိုပြောတယ်ဗျာ she was enjoying her new job အဲ့လိုပြောတာကျွန်တော်ပြောတာမဟုတ်ဘူးကြော်ကြော်ကိုပြောတာဆိုရင်နီလာထိုးကြော်ကြော် that she blah 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 အဲ့လိုမျိုးလေးဆက်ကြည့်သွားမှာနော်အဲ့တော့အလုံးဒီထိတော့ရကြမယ်လို့ထင်ပါတယ်ဘာလို့ဆိုတော့ဒီထိရတာ အခြေခံအဆင့်လို့ပြောလို့ရတယ် direct speech and direct speech ရဲ့အခြေခံအဆင့်လို့ပြောလို့ရတယ်ဒီအခန်းကိုဒီရှင်းလင်းချက်ကိုကြည့်ပြီးလို့ရှိရင်ကျွန်တော်တို့ unit 50ပေါ့နော် unit 50မှာ example အများကြီးပေးထားတယ်သွားကြည့်သွားကြည့်ပြီးလို့ရှိရင်နောက်ထပ်နောက်ထပ် base ဆံမျက်နှာမှာပေါ့နော် clear ဆံမျက်နှာမှာသူက exercise တွေရှိတယ်နော်အဖြေကဟိုးနော်ဆိုမှရှိတယ်အဲ့မှာသွားကြည့်ပြီးတော့လုပ်စေချင်ပါတယ်ဟိုဒီခန်းလေးကတော့ကျွန်တော်အဲကျောင်းသားတွေကိုအခြေခံပိုင်းစီခြင်းနဲ့ပေါ့နော်ဘာလို့ဆိုတော့နောက်တစ်ဆင့်အဲနောက်ထပ်စာအုပ်မှာပေါ့နော်နောက်တစ်ဆင့် အဲလာအောင်ပါပေါ့ဒီထက်နည်းနည်းလေးပို့ပြီးတော့ရှုပ်ထွေးတဲ့ပြောင်းလဲလေးတွေလာအောင်ပါပေါ့နော်โอเคအနည်းပြောချင်ရင် direct speech တဲ့ရပြောစကား indirect speech တဆင့်ပြောစကားအဲ့တော့မြောက်တော့အပြင် indirect speech မှာဆိုရင်ပြန်ပြောမယ်ဆိုရင်ကျွန်တော်တို့ set တို့ to တို့သုံးလို့ရတယ်အဲ့တော့ set နဲ့သုံးမယ်ဆိုလို့ရှိရင်เนาะ object မလိုက်ဘူး that done လိုက်တယ် to ရေးမယ်ဆိုလို့ရှိရင်เนาะ to နဲ့ရေးမယ်ဆိုရင်เนาะ object လိုက်တယ်ပြီးတော့မှ that ခံတယ်เนาะကျွန်တော်တို့တဆင့်ပြန်ပြောတာဖြစ်တဲ့အတွက် เนาะဒီမှာနန်စားတွေကိုကျွန်တော်တို့ပြောင်းရမယ်သက်ဆိုင်ရာနန်စားတွေပေါ့เนาะမှာ subject ဆိုရင် subject ဒီမှာ proposition အဲဘာလဲ possessive ဆိုရင် possessive ပိုင်ဆိုင်မှုပေါ့เนาะအဲ့ဒါလေးပြန်ပြောင်းရမယ်ပြီးရင် but one ဆိုရင်ကျွန်တော်တို့ but do ပြောင်းရမယ်အဲ့ဒါလေးရောအရေးကြီးတယ် but one ဆိုရင်သူက but do ပြောင်းရမယ် but one ကိုကျွန်တော်တို့က but do ပြောင်းရမယ်เนาะ but do ဆိုလို့ရှိရင်ကျွန်တော်တို့ h plus battery ပြောင်းရမယ် ဘဒူဟတ် plus ဘက်တရီပြောင်းရမယ်เนาะကျွန်တော်တို့အဲ့ဒါလေးပါပဲမှတ်စရာလေးอ่ะเนาะဒီဗီဒီယိုလေးကိုကြည့်ရှုရတာအဆင်ပြေကြမယ်လို့ထင်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်